ဘဝတသက်တာမှာအသက်ရှင်စဉ်ကာလအတွင်းတရားဥပုအတွက်အသေးမဥခင်ဉာဏ်ဥပုအတွက်ဘုရားရှင်ကိုရောမြတ်ကမရဏတတိတရားတွေဟောကြားထားခဲ့တယ်တရားမေ့ကြလို့ကိုကိုကမသေးဘူးထင်နေတဲ့သူတွေဒီနေ့ဒီနေ့လောဘဒေါသမောဟနဲ့ ချိန်တွေကုန်ပြီးတော့အာဟုတုတွေစုနေမိတယ်ဒီလိုအာဟုတုတွေစုလာတဲ့အခါနင့်နာရင်ကိုကိုတိုင်းပဲနင့်နာမယ်တနေ့တာတနေ့တာအချိန်တိုင်းအချိန်တိုင်းကိုတံပိုးထားပြီးတော့အသက်ရှင်နေတော့ဖယားရှင်ရဲ့တရားတော်ကိုကြင်ကြင်ရသေးတယ်အသက်ရှင်တော့သစ္စာဘုရားရဲ့ဗြဟ္မစရိယတရား မက်ကင်ရှင်းပါတရားကိုညံဦးအောင်ကျင့်ထားမှတော်မယ်ဒီလိုတတိပေးနိုင်ပါမှတတိတရားရှိတဲ့အတိုင်းကျင့်ကြံပါမှလွမြောက်နိုင်မယ်ကိုယ်ချင်းကိုတန်ဖိုးထားကိုယ့်ရဲ့ဘဝကိုကိုယ်တန်ဖိုးထားတဲ့သူတွေဟာတေခြင်းတရားကိုအမြဲဆင့်ကျင်နိုင်မယ်ဘုရားရှင်ကတော့ चित्त တော် တင်တို့ဒီမရဏတတိကိုပွားများကြမရဏတတိကိုပွားများမယ်ဆိုရင်ညာတော့အကျိုးအာနိသင်ရှိတယ်ဒါကြောင့်တည်ခြင်းတရားကိုအောင့်မြေခြင်းဒီဟူသောမရဏတတိကိုချိန်ဖန်များစွာပွားကြတော့ချိန်ဖန်များစွာပွားမှလည်းအကျိုးကြီးမယ်အာနိသင်ကြီးမယ်အမြိုက်နိဗ္ဗာန်ကိုတတ်ဝင်နိုင်မယ် အမြိုက်နိဗ္ဗာန်လင်အဆုံးရှိမယ်။ဒါကြောင့်မလို့မရဏတတ္တိကို ပွားများကြ။ဒီတော့ယဟန်တပါကတပြည့်တော်ပွားပါလေဖေဟာ။ချက်သားသင်ကဘယ်လိုပွားသလဲ။တပြည့်တော်သည်တနေ့တညမြအသက်ရှင်ရအောင်မယ်ဆိုရင်မြတ်စွာဘုရားရဲ့တရားတော်ကိုနှလုံးသွင်းလိုက်မယ်။ဒီတနေ့တညဟာငါအတွက်တန်ဖိုးရှိတဲ့အချိန် ဒီအချိန်မှမြတ်စွာဘုရားရဲ့တရားတော်တွေကိုများစွာကျင့်နိုင်တယ်ယဟန်ကိစ္စကိုများစွာပြုနိုင်တယ်လို့ဒီလိုနှလုံးသွင်းပါတယ်ဘုရားနောက်တစ်ပါးကလည်းလျှောက်တယ်တပည့်တော်လည်းမရဏတတိကို ပွားများပါတယ်ဘုရားခြေသားကကိုဘယ်လိုပွားတော့တပည့်တော်ကတော့တနေ့လောက်ကလေးအသက်ရှင်ရင်ကိုပဲ တော်လာပြီး ဲ့ဒီတနေ့တာကာလမှာမြတ်စွာဘုရားရဲ့တရားတော်ကိုမလုံးသွင်းနိုင်တယ်။ဒီတနေ့တာကာလမှာအားထုတ်မယ်ဆိုရင်ယဟန်ကိစ္စပြီးနိုင်တယ်။ယဟန်ကိစ္စကိုများစွာအားထုတ်နိုင်တယ်။အဲ့ဒီလိုနဲ့တနေ့လုံးမမေ့မလျော့နေပါလေဖေ။နောက်တစ်ပါးကလည်းတပြည့်တော်လေမရဏတတိပွားပါလေဖေ။ चित्ता ကဘယ်လိုပွားတော့တပြည့်တော်က စွမ်းတထစားတဲ့အချိန်လောက်ကလေးအသက်ရှင်အောင်မယ်ဆိုရင်အဲ့ဒီအချိန်လောက်ကလေးလောက်ကလည်းစွမ်းတထစားတဲ့အချိန်လေးကလည်းငါ့အတွက်တရားကျင့်ဖို့လုံလောက်ပါတယ်စွမ်းတထစားစားတဲ့ကာလလေးမှာအမြဲချင်းကိုအဖန်ဖန်ဆင်ခြင်းပြီးတော့ယုံနံဓမ္မတို့ကိုကွဲပြားစွာ မြင်အောင်ရှုနေရင်းနဲ့နေမယ်ဆိုရင်ငါ့အတွက်အရာတော်တယ်စွန့်တထဆာကလည်း ယဟန်ကိစ္စကိုကြီးသွားစေလိမ့်မယ်အဲ့ဒီလိုနဲ့တပြည့်တော်သည်စွမ်းတထဆာစားလောက်တဲ့အချင်းအတွင်းမှာတော့တေခြင်းတရားကိုနှလုံးသွင်းပါတယ်အခုနေများသေသွားမယ်ဆိုရင် အချင်းနှိဖြစ်လိမ့်မယ်ဒါကြောင့်စွမ်းတထဆာကာလာလေးအတွင်းမှာတရားစင်ကြယ်မှတော်လိမ့်မယ်နောက်တစ်ပါးကလည်းတပြည့်တော်လည်းနှလုံးသွင်းပါလေခရားချက်သားကောဘယ်လိုနှလုံးသွင်းလဲ တပည့်တော်ကတော့စွမ်းစားနေစဉ်ကာလ စွမ်းလုတ်ကလေးလေးလုတ်ငါးလုတ်ဝါးမြိုနေတဲ့အချိန်ကလေးလောက်အသက်ရှင်ဦးမယ်ဆိုရင်တော့တော်လာပြီအဲ့ဒီလေးလုတ်ငါးလုတ်စားနေတဲ့အချိန်အတွင်းမှာမြတ်စွာဘုရားရဲ့တရားတော်တွေကိုနှလုံးသွင်းလို့ရတယ်ယဟန်ကိစ္စပြည်အောင်လဲအားထုတ်မယ်ဆိုအားထုတ်လို့ရတယ်ဒါကြောင့် ဆွန်း၄၅လုံးလောက်စားတဲ့ကာလအတွင်းငါမမေ့လျော့ပဲတရားအားထုတ်မှ တော်တော့မယ်လို့တေးချင်းတရားကိုတပည့်တော်ဒီလိုနှလုံးသွင်းပါတယ်ဗျာနောက်တစ်ပါးကလည်းတပည့်တော်လည်းတေးချင်းတရားကိုနှလုံးသွင်းပါတယ်ဗျာချက်သားကတော့ဘယ်လိုနှလုံးသွင်းလဲတပည့်တော်ကတော့ဆွန်းတလုံးလောက်ဝါနေတဲ့အချိန်အတွင်းအသက်ရှင်ရင်ငါအတွက်အရာတော်ပြီး တလုတ်စာစားတဲ့ကာလအတွင်းမှာယဟန်တရားအများကြီးအားထုတ်လို့ရတာပဲမြတ်စွာဘုရားရဲ့တရားတော်ကိုငါနှလုံးသွင်းလို့ရသေးတာပဲစွန့်တလုတ်စားတဲ့ကာလအတွင်းမှာလဲယဟန်ကိစ္စကြီးအောင်တောင်းအားထုတ်မယ်ဆိုအားထုတ်လို့ရတယ်ဒီစွန့်တလုတ်ဝါနေတဲ့အချိန်မှာဖြစ်ပေါ်နေသောလှုပ်ရှားမှုဆိုတဲ့စေတစာဝါယောတတ်တွေရဲ့ ဖြစ်ပြီးပြတ်သွားတာတွေကိုစင်ကျင်ရင်းနဲ့ဖြစ်ပျက်ကိုမြင်နိုင်တယ်။မမြဲစင်ရဲ့အဆိုးမရစင်ကျင်ရင်းနဲ့လက္ခဏာ၃ပါးတင်နိုင်တယ်။ဒီလိုညံအလုတ်တွေလုံရင်စွန့်တလုံစာရင်လဲယဟန်ကိစ္စအများကြီးလုံလို့ရတာပါလားလို့တပည့်တော်ကစွန့်တလုံဝါတဲ့အချိန်လေးမှာတောင်းတေခြင်းတရားကို အောက်မေ့ပြီးကုသိုလ်မမေ့နေပါလေဗျာ။နောက်တစ်ပါးကလည်း တပြည့်တော်လည်းမရဏတတိပွားပါလေဗျာခြေသားကကောဘယ်လိုပွားတာတော့တပြည့်တော်ကတော့ဝင်သက်ကလေးရှူပြီးတော့ထွက်သက်ထုတ်လိုက်တဲ့အချိန်လေးအတွင်းထွက်သက်ကလေးထုတ်ပြီးတော့ဝင်သက်ကလေးပြန်ရှူတဲ့အချိန်လေးအတွင်းဒီလောက်ကလေးအသက်ရှင်ရန်တောင် တော်လာပြီအဲ့ဒီလောက်အသက်ရှင်အောင်မယ်ဆိုရင်ဒီရှူသွင်းပြီးရှူထုတ်တဲ့အချိန်ကလေးရှူထုတ်လိုက်ပြီးတော့ရှူသွင်းလိုက်တဲ့အချိန်ကလေး ဒီကာလလေးအတွင်းမှာတော့မမြဲခြင်းကိုဆင်ခြင်းဆင်းရဲခြင်းကိုဆင်ခြင်းအစိုးမရခြင်းကိုဆင်ခြင်းပြီးယုံ난ဓမ္မခွဲခြားရှုကြည့်တော့လက္ခဏာ၃ပါးတင်ပြီးယဟန်ကိစ္စပြီးအောင်လုပ်မယ်ဆိုရင်တော့ပြီးနိုင်တယ်။ဒါကြောင့်ဝင်သက်ထွက်သက်ကာလလေးအတွင်းမှာတော့ငါမေ့လျော့လို့မဖြစ်ဘူး။ယဟန်တရားအထုတ်နေမှဖြစ်မယ်လို့တပည့်တော်ဒီလိုနှလုံးသွင်းပါတယ်ဖေဟာ။အဲ့တော့ဘုရားရှင်က ကောင်းပြီချစ်သားတို့အခုငါဖေအားကိုတင်တို့အသေးအသေးရှောက်ကြတဲ့နေရာမှာတနေ့တညံ့တံပိုးထားတဲ့သူ တနေ့ဇာလောက်ပဲတံပိုးထားတဲ့သူ တနေ့ဇာမှာ စွန်းတနက်စာကာလကိုတံပိုးထားတဲ့သူ စွန်းလေးငါးလောက်စာကာလကိုတံပိုးထားတဲ့သူစွန်းတလောက်စာကာလလေးအတွင်းကိုတောင်းတံပိုးထားတဲ့သူ ဝင်သက်ထွက်သက်ကာလလေးတစ်ခုကိုတောင်တံပိုးထားတဲ့သူလို့6ပါးငါ့ကိုပြန်ပြီးတော့ရှောက်တဲ့နေရာမှာတနေ့တညင်လောက်အသက်ရှင်ကျင်သေးတဲ့သူတနေ့လောက်အသက်ရှင်ကျင်သေးတဲ့သူစွန်တနတ်စာလောက်အသက်ရှင်ကျင်သေးတဲ့သူစွန်လေးငါလောက်စာလောက်အသက်ရှင်ကျင်သေးတဲ့သူအဲ့ဒီလေးယောက်ကိုနှုတ်နှေးစွာနဲ့မရဏတတိကိုပွားတယ်လို့ငါဖျားမိန်တယ် ါကြောင့်လဲဆိုတော့သူတို့ရဲ့တတိယနည်းနည်းဝေလုံအားကြီးတယ်နောက်နှစ်ယောက်ကတော့စွန့်တလုံစာကာလာလေးအတွင်းတောင်းတတိကတ်တဲ့သူဝင်သက်ထွက်သက်ကာလာလေးအတွင်းမှာတောင်းတတိကတ်တဲ့သူသူတို့နှစ်ယောက်ကတော့ထပ်တန်စွာဖြင့်ဗရဏတတိကိုပွားတဲ့သူတွေလို့ခေါ်တယ်အဲ့ဒီနှစ်ဦးကတော့ငါဖျားသည်မမိတ်မလျော့နေတဲ့သူ အာတော်တရားတို့ကုန်ခန်းဖို့အတွက်ထပ်တန်စွာမရဏတတိကမ္မထံကို ပွားများတဲ့သူလို့ငါဖျားမိန်တယ်။နောက်ဆုံးနှစ်ယောက်ကိုငါဖျားချီးကျူးတယ်လို့ဘုရားရှင်မိန်တယ်။ဒီတော့အချိန်တိုင်းဟာတန်ဖိုးရှိတဲ့အတွက်ကြောင့်ဉာဏ်ရှင်တဲ့အချိန်တွေရှိဖို့လိုအပ်တာကို သွားပြီးတွေ့တယ်။အချိန်မရွေးသေးသွားနိုင်တယ်။သေးနိုင်တဲ့အနေအထားမှာ ဝင်းတကလေးရှူသွင်းပြီးထွက်သက်ထုတ်လိုက်တဲ့အချိန်မှာတော့ဒေသွားနိုင်တယ်။ထွက်သက်ကလေးရှူထုတ်ပြီးဝင်းတက်ပြန်ရှူသွင်းလိုက်တဲ့အချိန်မှာတော့ဒေသွားနိုင်တယ်။ဒီလောက်မြန်ဆန်တဲ့ကာလအတွင်းမှာတော့ဒေနိုင်တာဖြစ်တဲ့အတွက်ဘာကြောင့်မေ့နေမှာလဲ။ဘာကြောင့်မန်းထောင်နေမှာလဲ။စက္ကမလဒေသွားနိုင်တာပဲ။ဒါကြောင့်စက္ကန့်တိုင်းဟာတရားကျင့်ဖို့ပဲ။မိနစ်တိုင်းဟာစင်ကြံရှိနေဖို့ပဲ။ အဲ့ဒီလိုတစ္ဆကံတိုင်းတမင့်နဲ့တိုင်းတံပိုးထားတဲ့သူတွေမှနိဗ္ဗာန်နဲ့နေတာကိုကိုကိုတံပိုးထားတဲ့သူတွေဟာဝင်တတ်တိုင်းတံပိုးထားပါလိမ့်မယ်ထွက်တတ်တိုင်းကိုတံပိုးထားပါလိမ့်မယ်စွန့်တလုံးတိုင်းကိုတံပိုးထားပါလိမ့်မယ်အချိန်ကိုအလဟတ်တမဖြုံတီးပဲနဲ့ကိုကိုကိုတံပိုးထားရလဲရောက်တယ်လို့ကိုကိုကိုချစ်ရလဲရောက်တယ်ကိုကိုကိုချစ်ရင်မနစ်ပါနဲ့ကိုကိုကိုချစ်ရင် ကိုယ့်ရဲ့အချိန်တိုင်းကို အနှစ်ရှိတဲ့အချိန်တွေဖြစ်အောင်အားထုတ်လိုက်ပါ နောက်တခါမြတ်စွာဘုရားကထပ်မံပြီးတော့ဒီမရဏတတိကို ပွားများတဲ့အခါမှာချက်သားတို့များများပွားများပြီးအာနိသင်ကြီးမယ်အမြတ်နိဗ္ဗာန်ကိုတတ်ဝင်နိုင်တယ်အမြတ်နိဗ္ဗာန်လျင် အဆုံးရှိတဲ့ချက်သားတို့ဘယ်လိုပွားရမလဲဆိုတော့ဒီသာသနာမှာယဟန်တပါးကတရားအားထုတ်ရင်းနဲ့ နေ့အချိန်ကိုလွန်သွားတယ်ညင်ကိုရောက်လာတယ်ညင်ရောက်လာတော့သူစင်ကျင်တယ်ငါအာတေးစရာအကြောင်းတွေအများကြီးပါလားဒီညမှာမွေကြိုက်ပြီးလဲတည်နိုင်တယ်ကင်းကြိုက်ပြီးလဲတည်နိုင်တယ်အဲ့ဒီလိုမွေကင်းအစာရှိတဲ့တိရစ္ဆာန်အန္တရာယ်နဲ့တည်နိုင်တယ်လို့ငါအာချေချော်ပြီးလဲလို့ပြီးလဲတည်ရင်တည်နိုင်တယ် စားတဲ့အစာမကြေဘဲနဲ့လဲဖောက်ပြန်ပြီးသေးနိုင်တယ်။တဲကြီးဖောက်ပြီးတော့လဲသေးနိုင်တယ်။တလိပ်ဖောက်ပြီးတော့လဲသေးနိုင်တယ်။လေသင်တုံးထပြီးတော့လဲသေးနိုင်တယ်။အဲ့တော့ငါမှဒီညသေးစရာအကြောင်းတွေအများကြီးပါလား။ဒါကြောင့်ငါဘယ်ကိလေသာတွေမပယ်ရသေးဘူးလဲ။အခုနေဒီညမှာသေညာသေသွားခဲ့ရင်ငါလောဘမပယ်ရသေးဘူးလား။ ကာမစ္ဆန္ဒမပယ်ရသေးဘူးလားဗျာပါဒရှိနေသေးတာလားဌိနာမိတ်တာတွေငါမှရှိသေးလားစိတ်ပြန့်တဲ့ဥဒိစ္စတွေမပယ်ရသေးဘူးလားနောင်တနဲ့ပူပန်တတ်တဲ့ကုတ်ကုတ်စာမျိုးမပယ်ရသေးဘူးလားငါမှမာနတွေရှိနေသေးလားငါပုဂ္ဂိုလ်ဆွဲတတ္တဝါဆွဲတွေရှိနေသေးလားငါဘယ်ပစ္စည်းကိုတွေ့တာနေတယ်လဲငါဘယ်လူကိုတွေ့တာနေတယ်လဲအခုနေဒီညသေသွားရင် အဲ့ဒီဆွဲလမ်းမှုတန်လန်းကြီးနဲ့ငါသိလိမ့်မယ်။ဒါကြောင့်မပယ်ရသေးတဲ့ကိလေသာကိုအခုနေမအိတ်ခင်ကိုငါပွားများမှဖြစ်တော်မယ်ဆိုပြီးညဘက်မှာမအိတ်ရဲပဲနဲ့ကိုအာထုတ်တော်တယ်။မပယ်ရသေးတဲ့ကိလေသာကိုကိုယ့်ဘာသာကိုဆင်ခြင်ပြီးအဲ့ဒီမပယ်ရသေးတဲ့အရာကိုပယ်နိုင်အောင်စ조사နေတဲ့ခြေသားတို့နောက်တစ်ဦးကတော့ညင့်လွန်သွားတယ်။ညင့်လွန်ပြီးတော့ နိဗ္ဗာန်ရောက်လာမိုးလင်းလာတာနဲ့တပြိုင်နက်သူစဉ်းစားလိုက်တယ်ငါမှသိစရာအကြောင်းတွေအများကြီးပါလားဒီနိဗ္ဗာန်မှာကိုငါမွေကိုက်ပြီလဲတည်နိုင်တယ်ငါကိုကင်းကိုက်ပြီလဲတည်နိုင်တယ်တဲကြီးသလိပ်ပြတ်ပြီးတော့လဲတည်နိုင်တယ်ငါစားတဲ့အစာတောက်ကအစာမကြေပဲနဲ့ပေါက်ပြန်ပြီးတော့တည်နိုင်တယ်ခြေချော်လဲပြီးတော့လဲတည်နိုင်တယ်လေတင်တုံးဖြတ်ပြီးတော့လဲတည်နိုင်တယ် ဲ့တော့သေးစရာအကြောင်းတွေငါမှအများကြီးပါလားဒါကြောင့်အဲ့ဒီသေးသေးတွေရောက်မလာဘူးဒီနေ့မှာငါမပယ်ရသေးတဲ့ယုံညာတဲ့အာဟုသူတရားတွေဘာတွေများရှိနေသေးပါလဲလို့စဉ်းကျင်တယ်ငါမှလောဘတွေဘလောက်တောင်ထူနေသေးလဲထူနေပယ်မှဖြစ်မယ်တော်တော်ကြာသေးချင်းအကြောင်းတရားတစ်ခုခုနဲ့ဒီနေ့ပဲကြီးငါသေသွားရင်လောဘမပယ်ရဘဲနဲ့သေသွားလိမ့်မယ်ငါမှာ ဒေါသတွေအမုန်းတရားတွေမလောက်တောင်ရှိနေသေးလဲပယ်ပြီးပြီလားမပယ်ရသေးဘူးလားလို့စဉ်းကျင်တယ်ဒီနေ့ပတ်အကြောင်းတစ်မျိုးမျိုးနဲ့ငါသိသွားနိုင်တယ်ငါမှာဒေါသတွေရှိနေသေးပါလားဒါဆိုဒီဒေါသကိုအခုပယ်မှဖြစ်မယ်အဲ့ဒီလိုနဲ့ကိုယ်မှာမပယ်ရသေးတဲ့အကုသိုလ်တွေကိုစဉ်းကျင်ရင်းနဲ့ဒါတွေကိုပယ်ဖို့စ조사ရင်းနဲ့နေ့ကိုကုံလွန်တယ်ချက်သားတို့ အဲ့ဒီလိုအားထုတ်တဲ့နေရာမှာပစိုးမီးဆွဲတဲ့သူလိုမျိုးအားထုတ်ရတယ်ပစိုးကိုမီးဆွဲတဲ့သူဟာအဲ့ဒီပစိုးကိုချုပ်မပစ်လိုက်ဘဲနဲ့ခန္ဓာကိုယ်ကိုလောင်ပြီးတော့သိရင်လည်းသိမယ်မသိရင်လည်းသိလောက်အောင်ပြင်းထန်တဲ့ဝေဒနာကိုခံစားရလိမ့်မယ်ဒါကြောင့်ပစိုးမီးလောင်တဲ့သူဟာဒီမီးကိုချက်ချင်းညှိမှဖြစ်မှဖြစ်သလိုမပယ်ရသေးတဲ့ကိလေသာရှိတဲ့သူကလည်း ချက်ချင်းပယ်မှဖြစ်ပါလိမ့်မယ်။မပယ်ဘဲနဲ့ညာတေသွားရင်အဲ့ဒီကိလေသာမီးအပူလောင်ရင်းနဲ့ဘဝကူမကောင်းဖြစ်မယ်။ဒီအတိုင်းပဲဥကောင်းမီးလောင်နေသူလိုမျိုးတရားအားထုတ်ရမယ်။ကောင်းမီးဆွဲတဲ့သူဟာချက်ချင်းညှိရင်ညှိမညှိရင်အသက်ပါပါသွားနိုင်တယ်။ဒီအတိုင်းပဲမပယ်ရသေးတဲ့ကိလေသာမြင်ပြီးဆိုရင်ငါဟာလောဘကြီးကြံနေသေးပါလား။ငါမှာ အမုန်းနဲ့အညိုးတွေရှိနေသေးပါလားငါမှာအိဒါမစ္စရိယဆိုရယ်မနာလိုတက်တဲ့သဘောတွေရှိနေသေးပါလားဒီသဘောတွေရှိလို့မဖြစ်ဘူးဒါတွေမပယ်သေးပဲသေသွားရင်ငါအပယ်ကြတော့မယ်ဒါကြောင့်ခေါင်းမှာမီးဆွဲတဲ့သူလိုမျိုးချက်ချင်းနှိမ်ရမယ်ငါမှာအခုမပယ်ရသေးတဲ့ဒီတိလေသာကိုချက်ချင်းပယ်ရမယ်တိလေသာပယ်နိုင်ဖို့အတွက်ဘာမှမဆွဲလန်းနဲ့ ငါဘာဒီစွဲလန်းနေတာလဲရုပ်ကိုလားဝေဒနာကိုလားအင်ညာကိုလားတခုခုကိုငါငါဥစ္စာလို့စွဲလန်းနေတာကိုအဲ့ဒီစွဲလန်းနေလို့လဲငါမှာဒီဒေါသကြံနေတာခန္ဓာငါးပါးကိုခန္ဓာငါးပါးလို့မမြင်ပဲနဲ့တဏှာဒိဋ္ဌိနဲ့စွဲပြီးတော့ငါငါဥစ္စာလို့ထင်နေတဲ့အတွက်ကြောင့်ငါမှာလောဘတွေရှိနေတာကိုဒီလောဘတွေဒီဒေါသတွေဒီမနာလိုစိတ်တွေစတဲ့ ရုံးပါတဲ့အာဟုတုတရားတွေပယ်နိုင်ဖို့အတွက်အော်ပုဂ္ဂိုလ်တ attva မရှိပါလားဒီခန္ဓာမှာပတဝီအာဘောတေဇောဝါယောဆိုတဲ့ဓာတ်လေးပါးအစုတို့သာရှိကြတာပဲဒီဓာတ်လေးပါးကိုမှီပြီးတော့ဖြစ်တဲ့မျက်စိနာနှာခေါင်းရှားကိုယ်အစရှိတဲ့ဥပါဒာယုတ်တွေပဲရှိတာကိုဒီမဟာဘုတ်ယုတ်ဥပါဒာယုတ်တွေပဲရှိတယ်ပုဂ္ဂိုလ်လည်းမရှိဘူးတ attva လည်းမရှိဘူး ို့ယုတ်တရားတို့ဟာကုံဆုံးတက်တဲ့အတွက်ကြောင့်မမြဲကြဘူးဖြစ်ပြီးပြတ်တဲ့အတွက်ကြောင့်ဆင်းရဲကြတယ်ပုဂ္ဂိုလ်တ attva မြဲခြင်းအစာရှိတဲ့အနှစ်မရှိတဲ့အတွက်ကြောင့်အဆိုးမရကြပါတကားယုတ်တွေသာဖြစ်၍ငါဥစ္စာလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါအတ္တလည်းမဟုတ်ကြပါတကားဒုက္ခသစ္စာသာဖြစ်ပေသည်လို့ဆင်ခြင်ပေးလိုက်သောအပြင်မပယ်ရသေးတဲ့ကိလေသာကိုပယ်နိုင်ပါတယ် အဲ့ဒီလိုနဲ့ဆက်ပြီးဆင်ကျင်တယ်ဒီယုတ်ကိုငါဆွဲဆွဲနေသေးသလားဒီယုတ်နဲ့ပတ်သက်ပြီးငါမှာဒိဋ္ဌိဆွဲရှိနေသေးသလားမရှိနဲ့ယုတ်ဟာယုတ်ပဲပုဂ္ဂိုလ်လည်းမဟုတ်ဘူးတတ္တဝါလည်းမဟုတ်ဘူးဓာလေးပါးမှာပထဝီဟာပထဝီတတ္တပဲပုဂ္ဂိုလ်တတ္တဝါမဟုတ်ဘူးအာဘောဟာလည်းအာဘောတတ္တပဲအရေတတ္တဒီအရေထဲမှာပုဂ္ဂိုလ်လည်းမရှိဘူးတတ္တဝါလည်းမရှိဘူးဝါယောကလည်း ဝါယောတတ္တပဲလေသဘောတတ္တအဲ့လေထဲမှာပုဂ္ဂိုလ်လည်းမတွေ့ဘူးတတ္တဝါလည်းမတွေ့ဘူးတေဇောကယောတေဇောကလည်းအပူသဘောတတ္တပဲဒီအပူသဘောထဲမှာပုဂ္ဂိုလ်လည်းမရှိဘူးတတ္တဝါလည်းမရှိဘူးအမှန်တော့ဓာလေးပါးဟာရုပ်ဆိုတဲ့အတိုင်းဖောက်ပြန်တတ်တဲ့ရုပ်အစုသာဖြစ်တယ်မမြဲဆင်းရဲအဆိုးမရသောဒုက္ခသစ္စာသာဖြစ်တယ်။အော်ယုံမှ ပုဂ္ဂိုလ်တ attva မဆွဲတော့ခံစားမှုမှာများငါဆွဲဆွဲနေလေသလားဒီခံစားမှုဟာအကြောင်းယုတ်အာယုံယုတ်ဝတ္ထုယုတ်တို့ကိုမိပြီးတော့မှ ဖြစ်လာရတော့ဖတ်တာအကြောင်းခံလို့ဖြစ်တဲ့ခံစားမှုနာသဘောတရားတသက်ပဲငါခံစားတာလည်းမဟုတ်ဘူးသူခံစားတာလည်းမဟုတ်ဘူးဝေဒနာခန္ဓာဆိုတဲ့နန္တရားတသက်ပါလားငါက အဲ့ဒီဝေဒနာခန္ဓာကိုငါခံစားတယ်ငါရခံစားမှုနဲ့စွဲလမ်းမိလို့ငါမှာလောဘတွေဒေါသတွေဖြစ်နေတာပါလားအမှန်တကယ်တော့ဒီဝေဒနာကငါလည်းဟုတ်မှာမဟုတ်တာငါနဲ့လည်းဘာမှမပတ်သက်ဘူးအကြောင်းအကြောင်းဖြစ်လာတော့အကျိုးတရားဖြစ်တဲ့နန္တရားတသက်ပဲဝေဒနာဟာမမြဲဆင်းရဲအဆိုးမရတော့တရားသာဖြစ်တယ်ဒုက္ခသစ္စာသာဖြစ်တယ် ပုဂ္ဂိုလ်တတ္တဝါမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါအတ္တလည်းမဟုတ်ပါလားဒုက္ခသစ္စာသာ ဖြစ်သည်လို့ဝေဒနာခန္ဓာမှာငါခွာလိုက်တော့အပေရသေးတဲ့ကိလေသာကိုပယ်နိုင်တယ်အခုနေမြငါသေးသွားရင်ငါဆွဲနေမြသေးသွားမလားဒါဆိုငါဆွဲဖြုတ်မှတော်မယ်ငါဆွဲဖြုတ်ခြင်းဘယ်လိုလုပ်မလဲညံနေပွားကိုကိုကိုဆုံးမဒီနေ့ဘက်မှာ ငါမှသိစရာအကြောင်းတွေအများကြီးပဲအဲ့တော့မိမနေနဲ့မန်ထောင်မနေနဲ့နင်ပါကောင်မှမဟုတ်ဘူးဒေါသတွေထွက်မနေနဲ့နင်ပါကောင်မှမဟုတ်ဘူးလောဘတွေကြီးမနေနဲ့နင်ပါကောင်မှမဟုတ်ဘူးနင်ဟာအပုပ်ကောင်တတ်တတ်အပုပ်ကောင်ရုပ်ဆောင်ပြီးဒုက္ခအဆုသာဖြစ်တဲ့ရုပ်အဆုအပုံကြီးဘာတွေမှန်တတ်နေမှာတော့ဘာတွေကိုအာကိုပြီးတော့ထောင်လွှားနေမှာတော့ ဘာများအားကိုးစရာရှိလို့တုံးနင်းပိုင်နာဘာများရှိလို့တုံးတကယ်တမ်းကြည့်တော့ရုပ်အစုတတ်တတ်ပဲရှိတာခဏမဆဲဖြစ်ပြီးခဏမဆဲပြက်နေတဲ့ရုပ်တွေကြီးပဲနန်တရားကိုနင်းကငါလို့ထင်နေတာလားကြည့်လိုက်အောင်ဝေဒနာကလည်းရေပွက်လို့ခဏလေးတည်တာဘာအနှစ်မှမရှိဘူးဘလောက်မှလည်းကြာကြာမတည်ဘူးဒါဆိုရင်သင်ညာကိုငါလို့ထင်နေတာလား တင်ညာကလည်းတန်လျက်လိုပဲအနာသွားကြည့်ဘာမှမရှိဘူးခဏတီခဏပြက်လက်ဆုပ်လက်ကင်တော့ပြလို့မရတော့နန္တရားလေးတသက်ပဲဒါဆိုသင်္ခါရကိုငါဆွဲဆွဲနေတာလားသင်္ခါရကလည်းငပြောပင်နဲ့တူတယ်တပင်ကို တဖက်ချင်းတဖက်ချင်းခွာချလိုက်တာမှအတွင်းရောက်တဲ့အထိဘာအနှစ်မှမတွေ့တယ်လို့ပဲသင်္ခါရခန္ဓာတို့ကို ခွဲချံစိတ်ဖြာခြင်းဖတ်တာမှလည်းအနစ်မတွေ့စေရနာမှလည်းအနစ်မတွေ့ဧကကတာမှလည်းအနစ်မတွေ့အဲ့ဒီတော့သင်္ခါရခန္ဓာတရားတွေတစ်ခုချင်းလိုက်ရှာကြည့်အနစ်မရှိမမြဲဘူးဆင်းရဲတယ်အဆိုးမရဘူးဘာမှအနစ်မရှိတဲ့သင်္ခါရခန္ဓာကိုအကြောင်းပြုပြီးတော့မှန်ထောင်နေတာလားမှန်ထောင်မနေနဲ့ နေမှန်ထောင်စရာဘာအားကိုမှမရှိဘူးခဏမဆဲဖြစ်ခဏမဆဲပြတ်နေတဲ့သင်္ခါရခန္ဓာပဲရှိတယ်ဒါဆိုရင်တိစိတ်ကိုငါများဆွဲနေသလားတိစိတ်ကလည်းတိချင်းသဘောတသက်ပဲရှိတယ်အာယုံယုတ်ဝိတ္ထုယုတ်တို့ကို အကြောင်းပြုပြီးမှပေါ်လာသောဝိညာဏခန္ဓာနန္တရားတသက်အဲ့ဒီနန္တရားထဲမှာပုဂ္ဂိုလ်လည်းမတွေ့ဘူးတ attva လည်းမတွေ့ဘူးဒါကြောင့်ဝိညာဏခန္ဓာဟာ နာတရားတတတဖြစ်တယ်။ငါဥစ္စာမဟုတ်ဘူး။ငါမဟုတ်ဘူး။ငါအတ္တမဟုတ်ဘူး။ကုံဆုံးတက်တဲ့အတွက်ကြောင့်မမြဲဘူး။ဖြစ်ပြီးပြတ်တဲ့အတွက်ကြောင့်ဆင်းရဲတယ်။ပုဂ္ဂိုလ်တ attva မြဲခြင်းအစရှိသောအနစ်မရှိတဲ့အတွက်ကြောင့်အဆိုးမရပါတကား။အဲဒီလိုလက္ခဏာ၃ပါးတင်ပြီးတော့ယုံမာယောနာခန္ဓာ၄ပါးမာယောရှုလိုက်ပြတဲ့အခါ။အော်ယုံနံပဲရှိတယ်။ထိုယုံနံတို့သည်ဒုက္ခသစ္စာသာဖြစ်တယ်။ အကြောင်းသမှုတရားတစ္ဆာကတော့ပုရိမာတဏရှေးဘဝတဏဖြစ်တယ်။လက်ရှိဉာဏ်တွေပွားနေသောအပြင်တေခြင်းတရားကလည်းနီးကပ်နေတဲ့အတွက်မသေးခင်မှာဉာဏ်ဦးအောင်လို့အခုကတည်းကဒီစင်ခြင်းဉာဏ်တွေပွားနေတဲ့အခါဉာဏ်သိမ့်တဲ့အတွက်ကြောင့်အဝိဇ္ဇာပယ်ပြီးတဏပါချုပ်တဲ့အတွက်ဆင်းရဲချုပ်တယ်။ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့တည်းလဲအသေးမဦးခင်ဉာဏ်ဦးအောင်လို့ ဉာဏ်ဦးသောကြောင့်လည်းပဲမပယ်သေးတဲ့ကိလေသာတွေကိုပယ်နိုင်အောင်ကြိုးစားရင်တန်ဖိုးရှိတဲ့နေ့တွေတန်ဖိုးရှိတဲ့မိနစ်တွေတန်ဖိုးရှိတဲ့စက္ကန့်တွေကိုပိုင်ပြီးကိလေသာပယ်ခွာနိုင်၍နိဗ္ဗာန်မျက်မှောက်ပြုနိုင်သူများဖြစ်ကြပါစေကုန်တည်း